ရုတ်တရက်တိမ်မောင်းတောင်းချီဆုံးရှုံးသွားတဲ့မင်းသားလွင်မိုးရဲ့နောက်ွယ်ကအကြောင်းရင်းပရိသတ်များအလုံးပဲမင်္ဂလာပါရှင်မြန်မာနိုင်ငံရဲ့ထိတ်တန့်ဥပညာရှင်ကြီးတူနောက်ပိုင်းမှာထိတ်တန့်စီမိုင်းလုပ်ငန်းရှင်ကြီးတူဖြစ်အောင်မြင်နေတဲ့မင်းသားကြီးဦးလွင်မိုးကရုတ်တရက်ဆိုသလိုပဲငွေကြေးတန်မိုးတိမ်ပေါင်းတောင်းချီတန်မိုးရှိတဲ့ဆုံးရှုံးမှုကြီးတစ်ခုနဲ့ကြုံတွေ့နေရပါတယ်ပရိသတ်တွေအလုံးမဲတိကျတဲ့အတိုင်းပဲဦးလင်မိုးဆိုတာတခေတ်တခါကမြန်မာရုပ်ရှင်လောကမှာပရိသတ်တွေရဲ့နှလုံးသားကိုသိမ့်ပိုက်ခဲ့တဲ့ထိတ်တန့်မင်းသားကြီးတူပေါင်း သူရဲ့အမြင်မှုဟာအမှုပညာမှာပဲရက်တက်မနေခဲ့ပါဘူး။သူကဇီဝိုင်းလောကတွေကိုဝင်ရောက်တဲ့အခါမှာလည်းတကယ်ကိုအကွက်မြင်နဲ့အဆက်အသွယ်ကောင်းတဲ့ထိတ်တန့်ဇီဝိုင်းလုပ်ငန်းရှင်ကြီးတူဦးဖြစ်နေရက်တည်နိုင်ခဲ့ပါတယ်။ သူရဲ့လုပ်ငန်း portfolio ကလည်းမသေးပါဘူးအထူးစီးပွားရေးဆောင် SCZ တွင်မှကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့နိုင်ငံခြားကနေဈေးကြီးပြီးတင်သွင်းရတဲ့လီလီပန်းစိုက်ပျိုးရေးလုပ်ငန်းကိုလည်းမြန်မာပြည်မှာအကြီးအကျယ်အောင်မြင်အောင်လုပ်ပြနိုင်ခဲ့တဲ့သူပါဒီလိုမျိုးငွေဝင်တဲ့လုပ်ငန်းတွေအများကြီးတဲ့ကမှသူအင်မတန်စိတ်အားထက်သန်ပြီးတော့ရင်ပန်းနဲ့လောက်ကင်တဲ့နောက်ထပ်စီးပွားရေးလုပ်ငန်းတစ်ခုရှိနေပါသေးတယ် ဒါကတော့မြန်မာနိုင်ငံတဝမ်းမှာအစိမ်းမြရုပ်ရှင်ရုံတွေတည်ဆောက်တဲ့လုပ်ငန်းပါပဲ။ဥလင်မိုဟာကိုရိုင်ကရုပ်ရှင်လောကသားတယောက်ဖြစ်တာနဲ့အညီဒီလုပ်ငန်းကိုအကျိုးအမြတ်တစ်ခုတည်းကြည့်ပြီးတော့လုပ်တာမဟုတ်ပါဘူး။မြန်မာရုပ်ရှင်လောကမှာပြန်လည်မြန်မာလာဖို့ပရိသတ်တွေအတွက်နိုင်ငံတကာအစိမ့်မရုပ်ရှင်ခန်းဆောင်မှုကိုရရှိစေဖို့ဆိုတဲ့စေတနာနဲ့အိမ်မက်ကိုအရင်ခံပြီးတော့မြို့ကြီးတွေမှာရုပ်ရှင်ရုံတွေကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။အခုနောက်ဆုံးမှာသူအကြီးမားဆုံးရင်းနှီးမြှုပ်နှံထားပြီးတော့ ရှယ်ယာအများဆုံးပါဝင်ထားတဲ့မန္တလေးမြို့မဟာအောင်မြင်မြို့နယ်86လမ်းပေါ်ကမဟာအောင်မြင်အစင်းမြင့်ရုပ်ရှင်ရုံတကြီးကမကြသေးမီညနေပိုင်းကပဲမီးလောင်ပျက်စီးသွားခဲ့ပြီးဆိုတဲ့သတင်းစိုးကြီးထွက်ပေါ်လာခဲ့ပါတယ်။အခုခေတ်မှာအစင်းမြင့်ရုပ်ရှင်ရုံတရုံတိဆောက်ဖို့အကုန်ကြစေကတာမန်အစာအုပ်တလုံးစောက်တာနဲ့လုံးဝမတူပါဘူး။ဒါဟာနီးပညာနဲ့တန်ဖိုးကြီးပစ္စည်းတွေပေါင်းစပ်ထားတဲ့လုပ်ငန်းမှာနိုင်ငံတကာကနေတန်ဖိုးကြီးပေးတင်သွင်းရတဲ့ 4KHK Projector ဆက်တွေ Dolby Atmos လိုမျိုးနောက်ဆုံးပေါ်အတန်းစနစ် တွေပရိသတ်တွေတက်တောင်းတက်တာကြီးရှုနိုင်မဲ့ခင်မီထိုင်ကုန်းတွေခန္ဓာရင်အတွင်ပိုင်းအပြင်အစင်ဒီဇိုင်းတွေနိုင်ငံတကာအဆင့်မီမီးဘေးလုံခြုံရေးစနစ်တွေတောင်ရီအလုံးရဲ့အစုစုပေါင်းကုန်ကြစည်းကတိန်ပေါင်းတောင်းချီအနည်းဆုံးရှိမှာပါ ဒီရုံးရှင်ယုံကြည်ဟာဆောက်လုပ်တုံးပြင်ဆင်တုံးမီးလောင်တာမဟုတ်ပါဘူးအားလုံးဆောက်လုပ်ပြီးကြီးလို့ဆက်ပစ္စည်းတွေအကုန်တက်ဆင်ပြီးလို့အခုလောက်ကောင်မှဖွင့်ပွဲကြီးခန်းကနနာလုံးတော့မယ်လို့ကြေညာထားပြီးတော့ဖွင့်ပွဲလောက်ခါနေရပ်ပိုင်းအလိုမှာမှဒီလိုမျိုးအဖြစ်ဆိုးနဲ့ကြုံလိုက်ရတာပါဘူး ဆိုလိုရာကရင်းနှီးမြှုပ်နှံထားသမျှငွေကြေးတွေအလုံးဟာအစောဦးထဲမှာအကုန်လျှောက်နေပြီးတော့မကြခင်မှာပဲဒီငွေတွေကနေအကျိုးမြတ်တွေပြန်ရတော့မယ်လို့မျှော်လင့်နေတဲ့အချိန်မှာတညရဲနဲ့တခါရဲနဲ့အလုံးပြာပုံဘဝကိုရောက်ရှိသွားခဲ့တာပါ။ ဒါဟာမင်းသားကြီးလွင်မိုးအတွက်ငွေကြေးအရသိန်းပေါင်းတောင်းချီစုံရှုံနေတာသွားရုံတင်မကပါဘူးကိုရိုင်းကအနုပညာသမားဖြစ်လို့ကိုရဲ့အနုပညာလောကတိုးတက်ဖို့မန္တလေးကပြည်သက်တွေအဆင့်မီမီကြီးရှုနိုင်ဖို့ဆိုတဲ့စေတနာတွေအိမ်မက်တွေပါတခါလဲမိလောင်ပြည့်စည်သွားရတာကြောင့်တကယ်ကိုနှမျောစရာစိတ်မကောင်းစရာအဖြစ်ဆိုးကြီးတစ်ခုပါပဲ ဒီတရင်ကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေအနေနဲ့ကရောမင်းသားချင်းလွင်မှုကြုံတွေ့လရတဲ့ဒီကံကြမစိုးအတွက်ဘယ်လိုခံစားရပါသလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်